အခုတိုင်းတောင်ငူမြို့နယ်မှာမိုးသဲထန်မှုနဲ့အတူခပောင်းချောင်းရေတွေမြင့်တက်လာပြီးရေကြီးရေရှမ်းမှုတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။တောင်ငူမြို့နယ်ရဲ့လက်ရှိအခြေအနေတွေရေဘေးရှောင်နေရသူတွေဘလောက်များများရှိသလဲနဲ့စစ်တောင်းမြေအခြေအနေတွေကိုသိရှိနိုင်ဖို့တောင်ငူလူမှုကယ်ဆယ်ရေးအဖွဲ့ Save the Tree Recruiting အဖွဲ့မှကိုကျော်သူရကိုဆက်သွယ်မေးမြန်းထားပါတယ်။တောင်ငူချင်းလေးဘယ်လိုရှိသလဲပေါ့နော်အဲရေနှမြုပ်နေရ ဘယ်နေရာတော့နင်းမြုံနေလဲဆိုလေသိချင်လို့ပါကိုဟုတ်အဲရွာအားလုံးတော့ကျွန်တော်လည်းမသိတယ်တော့အေးကျင်းကနေချက်တယ်တော့ကျွန်တော်မသိတော့မသိတော့ဆိုတော့လည်းတကယ်သေးနေကျွန်တော်ကျင်းလာထောက်မှရေးပဲကိုလည်းအနေပြီးနေလို့ဟုတ်ခဏရမပေါ့ဦးတင်နေခဏရချစ်တော့မပေါ့ဖြစ်ပါတယ်နေတော့ခဏရတော့တော်တယ်မိသားစုခဏရတော့ရှိတယ်လို့ပြောတာပဲဆက်ပါတော့ဘယ်ရက်ကရောအဓိကအဲ့လိုကြီးကြီးလဲပေါ့မြုပ်ပြီးတော့ရွှေ့ပြောင်းနေရတယ်အဲဘာဘာနေရာတုံးမာတွေကလည်းအဲ့ တို့ရှိတဲ့ရွာတွေရှိတဲ့ရွာတွေအဲရေချမ်းတို့အဲကျွန်တော်လက်ပံကုန်းတို့ဟောအဲအဲ့လိုအဲ့လိုရွာတွေမှာလည်းရေကြီးအကြီးတွေဆိုတော့နတ်ပေးတင်တော့ရေပြီးရောအဲပြီးပြီးတင်တော့ရလူတွေတောက်ကြီးပေါ့ဟိုတော့တခွန်းဒါမှခဏပါဘယ်နေရာတည်းရနေရာတည်းရကျွန်တော်ကြီးပြီးတော့ဟောရေတော့ပြန်ကြအဲ့တော့ရေကတော့တဲတဲ့ပြည့်ကြီးပေါ်တော့ပေါ့နော်ဒီရဲ့အဲယူမတော့ကိုယူမတော့အတော်ယူမဘူးရွာသားများလို့ကောင်းကြရည်ပြီးတော့ဒီကုန်းချောင်းတွေကိုကြည့်ပြီးတော့ဟုတ်ကဲ့ရေးပြောတာပေါ့ အော်ရဲရဲပဲကြည့်ပြတော့တိုင်းကိုပြရပြဒီတက်ပြီးနေတယ်လည်းစဉ်းစဉ်းစဉ်းတက်ပြီးစဉ်းစဉ်းကြတာပေါ့နော်တတ်တဲ့နိုင်ငံအတွင်းမှာတက်ကြချီးွားရတော့မော်ဘယ်လီဆုံးချုံမှုရှိခိုင်းပြီးတော့မရှိတော့ဟုတ်ကဲ့အဲ့ဒီအားလုံးကလည်းအခုကမနေ့ကမနေ့ကရှိတဲ့ရွာတွေမှာမရှိတော့ဘူးနော်ဒီနေ့တောင်မျိုးတဲ့ဘက်ကအသိမ်းပိုင်းတွေရအောင်ရောပြီးတော့ဒီနေ့ညနေလောက်ဆိုတော့တောင်ပြတဲ့အကုန်ပြီးနေပြီးတော့အဲဒီရေကြီးမှုတော့ပြောက်သွားတော့ကောင်းချောင်းအပြင်ပေါ့စစ်တောင်းမြေကြီးပါရောစိုးရင်ရသေးလားမသိဘူးရှင်တောင်းမြေကစိုးရင်ရတယ် နတ်နေနေဒီမှာသွေးရင်မဲ့ရောက်မယ်ကျွန်တော်တော့ခုတော့ရောက်သွားပြီလားမသိဘူးဟေးဟုတ်ဟုတ်ကျွန်တော်မင်းနဲ့နေရနေရတယ်နေနေရတယ်အနေပိုင်းနေပေါ့နော်ကျွန်တော်မိကမနေရတယ်နေကမနေနေရတယ်ဒါမှမဟုတ်အနေမဲ့မနေဘူးကြည့်ရတော့ရှင်ဒီရှုပ်ရှုပ်ကြမှုဆိုတာပေါ့ဒါလည်းကျွန်တော်ရင်ရင်မဲ့ရောက်တဲ့ပြီးတော့အခင်မရှိသေးပါဘူးသွေးရင်မဲ့အဆက်အဲဘလောက်ရောက်ရင်ဘလောက်ဆိုတဲ့ဟိုမှာတက်တာရှိတာလေအဲ့တော့ဒီနတ်နေနေတွင်းတော့အလောက်အနေနဲ့မရှိတော့သေးလို့ယူထားပါမိုးကလည်းမရှိရရောင်းနေဆိုတော့နောက်ရက်တွေနောက်ရက်တွေမှာ အဲငွေကြီးတဲ့တင်မာလာလည်းဒီတော့ယူမိရတဲ့ကာလာဆိုတော့ဘလော့ဖ်ကြီးနိုင်မယ်ဆိုတော့ဒီကြောင်တော့မပြောနိုင်ဘူးဟိုလက်ရှိရောဒီရေဘေးရှောင်းစကန်းနေပေါ့ဒါမှမဟုတ်စုရတရားဘယ်နှခုလောက်ရှိတယ်လဲအကယ်၍စတောင်းမြေကြီးတွေပါဒီအဲရေဘေးရှောင်းစကန်းရလို့တော့မနောတက်ဖွင့်တယ်မရှိဘူးဒီကဟိုကြောင်တော့နေငွေကြတာပဲလေဟိုအတိအကျတော့ကျွန်တော်မသိပြောတတ်တော့ရှိတယ်ဘယ်ခုခုလည်းလောက်ရှိမှာပေါ့ဒီကျွန်းပေါ့ကြက်ကွက်လိုက်ယူအားလိုက်ကိုခွေးနေကြအခိုင်းလို့သက်သက်မတာမဟုတ်ဘူးခင်ဗျာသူပြေလို့နေကြတယ်အကြောင်းမျိုးကဒီတောင်ငူဒေတာမှာရှိရဲ့ အဲသူတွေပြောစီအဆောကိုကျော်တို့အနေနဲ့ဘာဘာများမှကြားကျင်သေးလဲမသိရှင်။ဟုတ်ကဲ့တော့ကတော့အဲအဓိကနေ့ပဲဆောင်ကြည့်ရမှာပေါ့နော်။နေ့ကတော့ကြီးနေနေနေသားရှိနေတော့မလို့။အဲနေ့ရှိနေရတော့ဒီဆက်ရှိမူးရဲ့အခုရေတက်ထက်ရှိနေ။အဲလွတ်လွတ်လပ်အဓိကရတော့ဆက်ရတော့မင်းနဲ့သူရင်အနေရှိတဲ့နေကတော့ရှိတယ်ပြ။တော့ဆောင်ကြည့်နေပါလေ။ဟုတ်ကဲ့ဇေယျဖွဲ့ပေါ့နော်တောင်ကူမှာကဲဇေယျဖွဲ့ဝင်တွေဘလောက်ဘလောက်လောက်ရှိတယ်ပြီးတော့ဂျူတင်ပြင်ဆင်ထားတာလေးတွေဘလောက်လောက်ရှိတယ်ဘလူမျိုးဘလူရှင်မျိုးတွေဆိုရင်ရော အခြားကယ်ဆယ်ရေးဖွဲ့တွေအဲကယ်ဆယ်ရေးဖွဲ့တော့တောင်းမှာတော့အဲတက်ချီတော့ run နေတော့ပြီး20ကျော်တော့တော့ရှိတယ်ဒီနေ့အော်ရန်နာပေါ့ပြည်ရကတော့လေးရကျွန်တော်ရှိမှာပေါ့ဟုတ်ကျွန်တော်အားလုံးလည်းပြည်သိနေပါတယ်ဟုတ်ဟုတ်ကဲ့လက်တလောအစင်းသိမ်းပြင်တာပါဗောနော်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့လူအချက်တွေရောဗာများရှိသေးလဲမသိရှင်လူအချက်ကကျွန်တော်ပြည်သိဖို့တော့ကတော့အဲတော့ရပါဗောနော်ဟုတ်အဲ့တော့ဟိုဘယ်လိုပြောမလဲလူအချက်ကတော့အဲအများကြီးပေါ့ လိုပါပဲတော့အုန်းနေပတ်သက်တဲ့ပစ္စည်းတွေအဲလိုရတဲ့ပစ္စည်းတွေရတယ်။ဟောရင်းနေအဲငွေပြေးနေတာတော့ဒါတော့တကယ်တော့ဖြစ်နိုင်တယ်။ကျွတ်ရင်ပြင်တင်ပြီးတော့လုထောက်လို့လိုတော့ဗျ။ဟုတ်ဟုတ်ဟုတ်